နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်ဇွန်လ13ရက်နေ့နနက်၈နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းတို့တွင် မုတ်တုံလေအားကောင်းရာမှအားလွန်ကောင်းနေပြီးကြံမင်္ဂလာပင်လယ်အော်တွင် မုတ်တုံလေအားနှင်းငယ်မှအားသင့်အတင်ရှိနေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်6နာရီအချိန်တိုင်းထွာချက်များအရာ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဝူတဝုဒ်သည် အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးပုံမူအားကောင်းလာခဲ့ကအားကောင်းသော အပူပိုင်းမုန်တိုင်းဖြစ်သို့ရောက်ခဲ့ပါသည် အဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်းဝူတဝုဒ်သည် နောက်ဆက်နှစ်နာရီတွင်မြောက်ယွန်းယွန်းသို့ရွှေ့လျားပြီးတရုတ်နိုင်ငံဟိုင်နန်ကျွန်းအနောက်ဘက်ကမ်းခြေအနီးမှ ဖြစ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် ယနေ့ညနေအထီးခံမန်းချက်တချင်းပြည်နယ်တွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် ရွာရံရနှုံးပြေဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာ နေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်။မြမပင်လေပြင်မြို့ဝကျုံပေါ်မုတ်တမောက်ွေငွန်တနင်းနာရီကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်ရံဖန်ရံခါမိုးတက်လေပြင်များကြာရောက်ပြီးမွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။မြမပင်လေပြင်းမြဝကျုံပေါ်မုတ်တမောက်ွေနွန်တင်းနာဤကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးအေယဝရီတိုင်းဒေသကြီးတင်းနာဤတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးပိုလာမီ ်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။အေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးအရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မိုးပိုလာမီ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်